okay ဆိုတော့ GDE နဲ့ engineering major သွားလို့ရလားဆိုတော့ yes ရပါတယ်ဒီ engineering တဲ့ major တွေဒီ civil တို့ mechanical တို့ဒါမှမဟုတ်ဒီ engineering general ဟာမျိုးပုံစံပေါ့နော်ဒါတွေအကုန်လုံးသွားလို့ရပါတယ်အဲဒါမဲ့တခုရှိတာဒီကိုသွားခြင်းနဲ့ college university ကိုအတိအကျသိရင်တော့ပိုကောင်းတယ်ပေါ့နော်အတိအကျသိရဆိုလို့ရှိရင်တော့သူတို့ directly contact လုပ်ပြီးတော့အမေးကြီးတာတော့ပို့ပြီးတည်ကြပါတော့ဘာဖြစ်လဲလဲဆိုတော့တော်တော်များများတော့ဒီ engineering major ကို GDE ကိုဒီအိုင်း GD တည်တဲ့လက်ခံတယ်ပေါ့နော်ဒီ GD plus ဒီ English proficiency test တစ်ခုပါပဲပေါ့နော်ဒီ IELTS တို့ Duolingo တို့တစ်ခုပေါ့နော်အဲဒါပါရင်လက်ခံပြီပေါ့နော်ဒါပေမဲ့တချို့တချို့တော့ University ကတော့ဒီ Engineering major နဲ့ပတ်သက်လာရင်အာ AP ဟာလေးဖြေရတယ်ပေါ့နော်ဒီ Events placement ပေါ့အာဒီမှာတို့ကဒီသင်္ချာနဲ့ဆိုင်တာပဲဖြစ်ဖြစ် Physics နဲ့ဆိုင်တာပဲဖြစ်ဒါမှမဟုတ်တို့ဒီ major မှာသင်မဲ့ course နဲ့ဆိုင်တဲ့ဟိုပတ်သက်တဲ့ဒီ test တစ်ခုဖြေရတယ်ပေါ့နော် အဲ ITest အောင်မှသာဒီ major ကိုပေးတတ်တာပါเนาะဆိုတော့ကိုကတကယ်လို့တွားချင်တဲ့ college university တိထားရဲဆိုတော့ directly contact လုပ်ပြီးကြိုမိရတာပို့ပြီးတော့တေးချမယ်ပေါ့เนาะအာပြီးတော့တခုရှိက GD မှာဒီသင်ချာနဲ့ science ကတော့ပုံမှန်အောင်မတ်နဲ့လက်ခံနေလက်လက်ခံတဲ့ college university ရှိရဲဒါပေမဲ့သူတို့ဘက်က require pass ကိုလည်းရှိရဲ college university ရှိရဲပေါ့เนาะဆိုတော့ဒီအရာတော်တော်များများကတော့ဒီ college university ပေါ့ပဲမူတည်ရဲပေါ့เนาะဆိုတော့ကိုသွားမဲ့ college university ကို ေးကြီးတာတော့ပိုကောင်းတယ်ပေါ့ဒါပေမဲ့တော်တော်အကုန်လုံးညီပါတော့ဒီ engineering major ဆိုရင်ကြီးကြီးနဲ့လက်ခံတယ်ပေါ့နော်အာဒီအလုပ်ပိုင်းဆိုင်ရာပေါ့နော်ဒါကတော့ဒီ engineering major သွားမယ်လို့ဆိုတော့ဒီ engineer ဘက်သွားမယ်လို့ပဲထင်ပါတယ်ဆိုတော့ဒီအလုပ်ပိုင်းဆိုင်ရာမှာဆိုရင်ဒါကတော့ဟို recommend လုပ်တာပေါ့နော်ဒီဘူးသနာအနေနဲ့ရောဒီအကြံပေးတာပေါ့နော်ရေလို့တက်ဖြစ်ခဲ့ရဆိုရင်တေချာဝါးရတက်မှာတေချာဝါးရဆိုရင် bachelor ထိတက်ဖို့ recommend လုပ်ပါတယ်ဒီ diploma လောက်နဲ့ပဲရလိုက်နေပေါ့နော်ဘာလို့လဲဆိုတော့ဒီ engineering field ရဲ့မှာဟိုနည်းနည်း ဟိုတချို့ရှိရပါတော့နည်းနည်းတော့တချို့ကဒီဒီပလိုမာလောက်နဲ့ engineer လောက်နေရတယ်အဲ bachelor မရှိဘဲနဲ့ engineer လောက်နဲ့ရှိရတော့ရှိတယ်တကယ် engineer အစ်စ်တွေပေါ့နော်ဟိုဘွဲမရှိဘဲဒီ bachelor degree မရှိဘဲနဲ့လောက်နေ engineer ရှိပါတော့ဒါပေမဲ့တချို့တော့ဒီ diploma လောက်နဲ့လုပ်နေလို့လေဒါ engineer အဆင့်မဟုတ်ဘူးเนาะတကယ်တကယ် project တွေမှာ major decision ချတဲ့ engineer အဆင့်မဟုတ်ပါလေ technician အဆင့်တတပဲရှိရပါတော့เนาะဒါပေမဲ့အဲ့လို engineer ဆိုပြီးပြောပြောပြီးတော့အဲ့လိုမျိုးပြောရလို့ရှိရပါတော့ဆိုတော့ကျွန်တော်တို့ comment လောက်တာတော့တကယ် engineering ဖီရဲသွားမယ်ဆိုရင်တော့ bachelor degree က minimum ရအောင်ယူပါဒါဆိုရင်တော့ဒီ engineering field မှာတကယ်ဟို technician level မဟုတ်ဘဲနဲ့ဒီ engineering ဒီ project တွေမှာတကယ် major decision ချရတယ် building ဒီမှာအဲ့လိုမျိုး major decision ချရတဲ့ engineer level လောက်သွားရဆိုရင် bachelor degree က low လို့လည်းပေါ့နော်အာ machine ရောမရဘူးလားဆို machine လည်းပြရတယ်ပေါ့နော်ဒါပေမဲ့တော်တော်ခက်တယ်ပေါ့နော်အာရှိထားရင်တော့ပို့ပြီးတော့လွယ်တယ်ပေါ့နော်